မှချမ်းသာတဲ့ယူဝိဒါကတည်ငယ်ကောင်းစီကတော့အလင်းနှင့်အသက်ရေသပိပုတ်တင်ကြတဲ့သူကတော့ Andriel ဆိုရက် Brazil နိုင်ငံကမြို့သမီးလေးသူပဲဖြစ်တယ်။သူကဒီ Brazil နိုင်ငံမှာဒီ COVID-19 ယောဂဒီကန်တချတ်တွေကိုပြန်ပြီးတော့ဖြစ်လုပ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်။ဒီ ကန့်သက်ချက်တွေမရှိတော့တဲ့နောက်ပိုင်းမှာပေါ့နော်အာသူပြန်သွားပြီးတော့စာအုပ်ရောင်းဖို့အတွက်ပေါ့နော်သူထွက်လာခဲ့တယ်ဒါပေမဲ့သူအိမ်တအိမ်အရှေ့ရောက်တော့နော်အရန်နဲ့ခြေဝါးတဲ့အိမ်ရှေ့သူရောက်တဲ့အခါကျတော့နော်သူအဲ့ဒီအိမ်ကိုကြည့်လိုက်တာနဲ့တော့အာသူအိမ်ကိုခံတော့သူခံစားရတယ်ပြီးတော့အဲ့ဒီအိမ်အရန်နဲ့ခြေဝါးပြီးတော့အုတ်တတိုင်းနဲ့ရနေရဆိုတာလည်းအရန်နဲ့မြင့်တယ်နော်ဒီတန်တိုင်းတည်းရဲ့နောက်မှာနောက်မှာဆိုလို့ရှိရင်တပင်ကြီးတွေနဲ့ ဖုံးအုပ်ထားတဲ့အတွက်ကြောင့်เนาะအာအဲ့ဒီအိမ်ကိုလည်းလက်မမြင်ရဘူးเนาะဆိုတော့အဲ့ဒီမှာသူပြန်သွားခြင်းပဲမဲ့လေဗောနော်အဲ့ဒီမှာဒီလူခေါ်ခေါင်းအောင်ကြည့်ဗောနော်သူစိတ်ဆန္ဒမှာပေါ်လာတဲ့အတွက်ကြောင့်သူငင်းလို့မရဘောတော့အဲ့ဒါသူဘာပြောလဲဆိုကိုတော့เนาะကိုတော့ကျမကိုသွားစီခြင်းနဲ့ဆိုလို့ရှိရင်ကျမ၃ချိန် သုံးခါတီးမယ်ဒါပေမဲ့ဘယ်သူမှမထွက်လာဘူးဆိုလို့ရှိရင်တော့ကျွန်မတောင်းအောင်ကြေးပြီးပေါ့နော်ကျွန်မဒီကနေထွက်သွားမယ်ဆိုပြီးတော့သူပြောလိုက်တယ်ဒီလိုနဲ့သူပထမအချိန်ခေါင်းအောင်တီးတယ်ဒုတိယအချိန်ခေါင်းအောင်တီးတယ်ဘယ်သူမှမလာဘူးတုတ်ပြောင်းလို့မရှိဘူးဒါပေမဲ့တတိယအချိန်ခေါင်းအောင်တီးလိုက်တဲ့အခါမှာတော့အဲ့မှာဂိတ်တကာပွင့်လာတော့အဲ့ဒီအာအဲ့ဒီနောက်မှာနော်ဒီစပင်းကလည်းဖြူတယ်အရက်ပူပူအမျိုးသမီးတယောက်သူတွေ့တယ်အဲ့နဲ့သူအဲ့ဒီအမျိုးသမီးကိုလာဖို့သူလက်ရက်အာချက်ပြလိုက်ပါတော့ဘာဖြစ်လို့ဆိုတော့အဲ့ဒီအမျိုးသမီးက အာသူ့ကိုတုတ်ပြန်မှုမရှိဘူးပေါ့နော်သူ့ကိုခေါ်အိမ်ထဲလာဖို့လဲအာပြောမဲ့ပုံစံမရှိတဲ့တရားသူကလက်ရက်လေးခေါ်လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကိုသူခေါ်လိုက်မှသူစိတ်မှာဘယ်လိုလဲဆိုတော့အာငါတို့ခွင့်ပြုမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီ COVID-19 ကြောင့်လူတွေကိုပေါ့နော်အဲ့အဲ့တွေကိုအိမ်ထဲပေးဖို့ခွင့်မရှိမရှိတာတွေများတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့ဒီအမျိုးသမီးကတော့အချင်းချင်းကြားကြီးအဲ့ Adriel ကိုတကားဝနေပြီးတော့စိုက်ကြည့်နေတယ် စိုက်ကြည့်နေနောက်ပြီးမှာမနော်သူ့မိကွန်းဘာမှမမီးတော့ဘယ်နဲ့ဝင်လာခဲ့ပါဆိုပြီးတော့သူ့ပြောလိုက်တယ်အဲ့ဒါနဲ့နော်သူဝင်သွားတဲ့ခါမှာဆိုလို့ရှိရင်သူဘာတိလိုက်ရလဲဆိုတော့ဒီ Andrea ကိုတကလဖွင့်ပေးတဲ့အမျိုးသမီးอ่ะဆိုလို့ရှိရင်အငိမ့်စားကြောက်စရာမတူဦးဖြစ်တယ်เนาะသူရဲ့ခင်မောကဆိုလို့ရှိရင်အရင်နဲ့ချမ်းသာကြွယ်ဝပြီးတော့ဒီမြို့မှာဘတော့အဲမြေရအများပြပိုင်ဆိုင်တဲ့လူကုန်တူဦးဖြစ်တယ်ပြီးတော့ဒီအမျိုးသမီးရဲ့နာမည်က Heidi ဆိုတဲ့အမျိုးသမီးဖြစ်တယ် ဲ့ဒါနဲ့အဲ့ဒီ Andrea ကသူ့ကိုသူမိတ်ဆက်ပေးတာပေါ့နော်သူကဘာသာရေးစာအုပ်ဒီရောင်းတဲ့အာလူတယောက်ဖြစ်တယ်ဆိုပြီးတော့ပြောပြလိုက်တယ်ပြီးတော့ဒီစာအုပ်တွေကိုနော်ဟေဒီကစိတ်ဝင်စားတာကိုသူတွေ့ရတဲ့အခါမှာဆိုလို့ရှိရင် Andrea ကနော်ဖျားသခင်ရဲ့ကစ်တင်ချင်းအကြောင်းပေါ့နော်စီမံကိန်းကိုအစနဲ့အဆုံးသူပြောပြတယ်နော်ဘယ်လိုစပြောလိုက်လဲဆိုအပြေဝင်လာပြီးတဲ့နောက်ပိုင်းမှာ Crypto ကလူစာတိကိုခံယူပြီးတော့လူသားနဲ့အတူနေထိုင်ခဲ့တယ်လူစာဒီလူစာတိအကြောင်းပေါ့နော်လူသားတယောက် လို့ပဲအပြစ်ရှိတယ်လို့ပဲသူနေထိုင်ခဲ့တယ်သူပြောပြတယ်ပြီးတော့ထာဝရတန်ရဖို့လဲခရစ်တော်ကလူသားများကိုပေးခဲ့တယ်ဒီဒီအဲ့ဒီအတွက်ကြောင့်တော့မကြာခင်မှာဆိုလို့ရှိရင်ဒုတိယအကျင့်ခရစ်တော်ကမိုးတိမ်ကိုစီးပြီးတော့တန်ရှင်သူတွေကိုခေါ်ဆောင်သားမယ်။အိုချင်းနာချင်းတင်းချင်းမရှိတဲ့ဒီကောင်းနိုင်ငံတော်ကိုဝင်စားခွင့်ပေးမှာဆိုပြီးသူပြောပြတယ်။အန်ဒရီးယားကိုယ်တိုင်ကလည်းဘုရားသခင်နဲ့ ခင်ခရစ်တော်နဲ့အမှန်တကယ်သူနေခြင်းကြောင့်ကိုသူပြောပြတယ်ပြီးတော့ဟေဒီကိုလည်းဒီကောင်းကင်နိုင်ငံတော်မှာသူတွေ့ခြင်းနဲ့ဟေဒီကိုလည်းကောင်းကင်နိုင်ငံတော်ရောက်စေခြင်းနဲ့အကြောင်းကိုပြောပြတဲ့ခါမှာနော်အဲ့ဒီမှာဟေဒီကစပြီးတော့ငိုပါလေရောနော်ဘာဖြစ်လဲဆိုတော့သူမှလည်းသူအကြောင်းရှိတာကိုနော်သူဘာပြောလဲဆိုတော့တမီးနော်ဒီခေါင်းလောင်းအဲတီးတဲ့အချိန်မှာပေါ့နော်အတမီးကိုဝင်ခွင့် မပေးဖို့စိတ်ကူးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့တော့တကားဝကို ကြီးလိုက်တဲ့ခါမှာတော့သမီးရဲ့နောက်မှာတော့ဒီသမီးရဲ့နဘေးမှာပေါ့နော်အလင်းရောင်တွေထုံးလေးတောက်ပနေတာကိုတွေ့ရတယ်ပြီးတော့အတန်တစ်ခွက်လည်းပြောတယ်သူမကိုဝင်ခွင့်ပေးလိုက်ပါဆိုတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီအတွက်ကြောင့်တော့အာကျမကိုရိုင်းကတော့အဲ့ဒီလိုကိုဝင်ခွင့်မပေးလိမ့်မရှိဘူးပေါ့နော်ဒါပေမဲ့ဒီအလင်းရောင်နဲ့ဒီအတန်ကြောင့်သမီးကိုဝင်ခွင့်ပေးတာဆိုပြီးတော့ပြောပြတယ်ပြီးတော့ ေတီကသူ့ရဲ့ဘွားအကြောင်းအရာကိုသူပြောပြပါလေရောเนาะသူကချမ်းသာကြွယ်ဝပြင်မဲ့เนาะသူဘွားအသက်ရှင်ရတာခက်ခဲတယ်မျောလင်းချက်မရှိဘူးလို့သူထင်ရတယ်ပြီးတော့မေတ္တာမရှိဘူးညီသက်ချင်းမရှိဘူးပျော်ရွှင်မှုမရှိဘူးဆိုပြီးတော့လေသူ့ဘွားကိုသူမြင်တွေ့ရတယ်ပေါ့เนาะအဲ့ဒါကြောင့်သူ့ကိုသူပေါ့เนาะအဆုံးစီရင်ဖို့၄ချိန်တိုက်တိုက်သူစူးစမ်းခဲ့တယ်တဲ့ဒါပေမဲ့သူ့သားက၄ချိန်ဆိုလို့ပဲသူ့ကိုတားဆီးခဲ့တယ်ဒါပေမဲ့เนาะ Andrea က တော့ဘယ်လိုခံစားလဲဆိုတော့ဟေဒီကိုသူမထန်လာပို့ပေါ့နော်ဖျားသခင်ကအာစီလွတ်လိုက်တဲ့စူပရယုံကြည်တယ်အဲကြောင့်သူဟေဒီကိုပဲပြောလဲဆိုတော့အာတင့်ကိုမတော့ဖျားသခင်ကကျွန်မတင်တင်ချံကိုလာဖို့ဖျားသခင်ကကျွန်မကိုစီလွတ်လိုက်တာပါစူပရပြောပြတယ်တော့တင့်မှာမျောလင်းချက်တွေရှိလာဖို့ကိုရိုရဲ့ကက်တင်ချင်းအကြောင်းကိုပြောပြဖို့ကျွန်မကို ဖခင်ကဆီလွတ်လိုက်တာပါဆိုပြီးတော့ပြောပြတယ်အဲ့ဒီကနေစပြီးတော့เนาะဒီအမျိုးသမီးတို့ဥပါဆိုလို့ရှိရင်မိတ်ဆွေတွေဖြစ်လာတယ်အဲ့ဒီနေ့ကနေစတင်ပြီးတော့လဲเนาะအာဟေဒီအနေနဲ့ဘလို့ခံစားရတယ်လဲဆိုလို့ရှိရင်ဖခင်ကသူမကိုချစ်တယ်သူမကိုဖခင်အတွက်အသက်ဆက်ရှင်ဖို့လိုချင်တာကိုသူပထမဆုံးခံစားလိုက်ရတယ်เนาะအဲ့ဒါကြောင့်တော့ကျမတို့ဒီတစ်ပတ်အာဒီ quarter ရဲ့73ဘတ်အလူတော်ငွေရဆိုလို့ရှိရင်ဒီအာ ဘရာဇီးနိုင်ငံမှာရှိတဲ့အာပါနန်ဘူကာနိုတက်မန်အသင်းတော်ကျောင်းမှာကျောင်းတက်နေတဲ့ဒီအန်ဒရီယယ်လူမျိုးလူငယ်လေးတွေကိုမွေးထုတ်ပေးဖို့အတွက်ကျောင်းဒါဖျားအာဖျားကျောင်းတစ်ဆောင်ဆောက်တော်မှာဖြစ်တယ်။အဲဒါကြောင့်ဒီကျွန်မတို့ရဲ့73ပတ်အလူငွေအဖြစ်ရရောစွာပါဝင်ကူညီသွားကြမယ်လို့ညွှန်လင့်နေတက်ကြပါသေးလို့ဖျားကြီးကောင်းချီးပေးပါစေ။